္ဂလာပါရှင်စုလီဒီနဲ့ဖတ်ပြမှာကတော့စာရေးဆရာမလုံမကြီးအသေးကွဲအောင်လက်မှတ်ဝိတုရူဇက်လန်လေးထဲမှာအခန်း16ဖြစ်ပါတယ်နားဆင်ခံစားပြကြပါအောင်ရှင်အခန်း16ဒီနေ့သင်တန်းပိတ်တာမှုမောင်းနှင်းတွေ့မှုအခက်အခဲဖြစ်နေသည်ဘယ်လိုအကြောင်းပြချက်နဲ့အပြင်ထွက်ရမလဲစဉ်းစားရင်းဧကန်းနဲ့အိမ်ပြင်အိမ်တွေမရခောက်တုတ်ခောက်ပြန်ဖြစ်နေ၏ မနက်ကလေးကအိယာစောစောထပြီးဒေါ်လေးကိုကုလုတ်တင်တာကုလုတ်ပြီးပြီမဲ့တနေ့ရရသွားမယ်ဆိုပြီးဒေါ်လေးကိုပြောမထွက်ခဲ့အရင်ကပိတ်ရက်တွေမှာအိမ်မှာတီဗီကြည့်စာအုပ်ဖတ်နေအချိန်တွေကုန်ခဲ့တာမဟုတ်ပါလားအခုမှမောင်ကိုတနေ့မတွေ့ရမနေနိုင်လောက်အောင်အချစ်စိတ်တို့ရဲ့လွှမ်းမိုးချုပ်ကောင်ခြင်းခံနေရသည်ပုံမမား အထန်းဝင်အပြင်ထွက်တရှက်ရှက်နဲ့ဘာဖြစ်နေတာလဲရှင်ဘာဘာမှမဟုတ်ပါဘူးတော်လေးမျက်မုံကြိုးနေဟန်တူတော့တော်လေးကလေးတန်းမာမာပြင်ပြောတော့ပုံပမာငင်းငင်းကုကုလေးဆိုဖာကုံမှာဝင်ထိုင်လိုက်ရသည်ဧကန်တောင်မှာဂိမ်းကစားနေသော ပန်တာက ဆက်ကိုပိတ်ပြီးထလာကဟဲ့ပုံပမာမိမိကိုဘာမှမဟုတ်ပါဘူးပြောနေရလဲ ။တင်းနန်းကနှစ်တငယ်ချင်းတူတူကြီးတို့အိမ်မှာဆွန့်ပြေးရှိလို့နင်းသွားရမှာမဟုတ်ဘူးလား။အဲ့ဒါများမမေကိုပူပွင့်လင်းလင်းပြောလိုက်ပြီးတာပဲ။အေးအေးဟိုတင်းနန်းပရဲ့အပြင်တစ်ခါမှမထွက်ဘူးတော့ဒေါ်လေးကိုမပြောရတာနဲ့။ကြည်ညီးရတော့လောက်ပြီ။ညီးဖေသိရင်ကျုပ်တို့ကချုပ်ချယ်ထားတယ်ထင်မအောင်မယ်။သွားချင်သွားလာချင်လား။အချင်းနဲ့အိမ်ပြန်လာရင်ပြီးတာပဲ။ဟုတ်ဟုတ်ကဲ့ဒေါ်လေးပြန်လာပါမယ်။ ပန်ဒါရဲ့လမ်းဖွင့်ပေးမှုကြောင့်သူမစိတ်လက်ပေါ်ပါကဝမ်းသာအားရဖြစ်သွားသည် ပန်ဒါကထိုင်မှချိတ်ထားသော ကားတော်လေးကိုလှမ်းယူကာနင်ဥစ္စာလဲဥမလားငါလဲပြင်သွားစရှိတယ်အဲ့ဒီအိမ်ကိုလိုက်ပို့မယ်လေဩအေးမလဲတော့ပါဘူးကျေးဇူးပဲပန်ဒါပန်ဒါအလိုက်တည်လွန်နေတာကြောင့်အခန်းထဲဝင်ကပတ်စံအေးလေးယူပြီးခတ်တွတ်ပြန်ထွက်လာခဲ့သည် ပြောလဲမပြောချင်တော့ပါဘူး။ငါသမီးလေးကတော့ driver လုံးလုံးဖြစ်နေပါပြီ။ညီးဖေလာရင် နောက်ကားတစ်စီးဝယ်ခိုင်းပြီးဒီကားကိုငါသမီးလေးကိုသာပေးလိုက်တော့လို့ပြောပြီးကြားလာပုံပမာ။ဟုတ်ကဲ့ပြောပြမယ်တော်လေးရေ။တော်လေးကိုနောက်ပြန်လှည့်អូខេពីលីកាតិតတွေကိုတုံတုံပြင်းစင်လာခဲ့သည်កាតော်ដွေလေးတချွင်ချွင်ဖြင့်နောက်កបាលាတော့បန္ដាကမធីឌីមេយုံများဖြင့် နင်းနဲ့ကြည်စင်ချစ်သူတွေဖြစ်သားကြပြီတင်တယ်ဟုတ်လားပုံပမာဟင်နင်းဘလို့လောက်တည်လဲနင်းဒီလောက်အိတ်တွေပြက်နေတာမတိပဲနေပါမလားညဆိုလဲဘာတွေတွေးနေမှမတိဘူးတလူးလူးတလိမ့်လိမ့်နဲ့အခုလဲကြည်စင်နဲ့တွေ့ဖို့အပြင်ထွက်ချင်နေတာမဟုတ်လားဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့ဘာဖြစ်လဲဟာအရွယ်ရောက်နေတဲ့မိန်းကလေးပဲကြီးစားထားတာအပြစ်ကြီးကျူးလွန်နေတာမှမဟုတ်တာ ိုချစ်သူကိုခဏခဏတွေ့ပြီးနေမှာကိုချစ်သူကကိုကိုပို့ပြီးစွန့်လန်းတက်မှလာမှာပေါ့ခြေစင်းတို့ကတော့အပိုင်ပဲတငယ်ချင်းတွေကိုတော့တိမပေးဘူးပန်တာရေဟဟနဲ့တိုက်တွန်းနေတာစီရင်နာကောင်းနေတော့မဖြစ်နိုင်ပါသူမှမြင်မြန်တန်တန်ဆွဲချင်မှာအသေးခွဲအောင်လက်မှတ်မြင်မြန်ရမှာလို့ယုံကြည်ထားလို့မဟုတ်ပါလားဘာကြောင့်မလို့ပန်တာကိုအပြစ်တင်မနေချင်း နောက်ဘာတွေ ဖြစ်လာနိုင်တယ်လဲဆိုတာလည်းမတွေးချင်ခုချိန်မှာ မောင်နှင်းတွေ့ဖို့ဆုံဖို့ကုညီပေးနေသောပန္ဒကိုသာကျေးဇူးတင်မိသည်နင်တို့ဘယ်မှာချိန်ထားကြလဲမောင်ရင်တော့မှာဟာမောင်နေပါနေနဲ့အချိန်နေရန်ကောင်းနေပါလားပုံပမာကျေစင်တို့ဆွဲသိမ့်မသိမ့်တော့လဲအနှစ်တည်းကြီးပါလားနင်ကျေစင်ကိုအရန်ကျင်နေပြီလားပန္နာကကားဆန်လို့ရင်တိချောင်းအောင်မိကွန်ထိုးဤ သူမဘလို့ဖြေရမလဲကွန်ပျူတာအုံနောက်ကိုအတုံးချရေးစဉ်းစားရသည်ရှင်နဲ့အသေးသေးကနှစ်နှစ်ကကဖြစ်နေပါပြီဟုဆိုလျင်သူမကိုအဆက်အသွယ်ဖြည့်၍အသေးခွဲအောင်မောင်ကို တွန်းအားပေးလိမ့်မည်ချစ်ခွင့်ရတာတော့မကြသေးပါပဲစစောစီစီပြဿနာမတက်ချင်သေးပါ သူမကပေါပေါပါပါဟန်ဆောင်ပြုံးလိုက်ကကျွေးနေပြီလားဆိုတော့ရင်ထဲထိမရောက်သေးဘူးပြောရမှာပဲ သူ့ဇာကိုငါတိတ်မနစ်တက်ခဲ့ဘူးဆိုတော့ဖယ်ချင်းတိုင်းတာဒီပြပြင်ပြောင်းလဲမလဲဆိုတာအချိန်ယူစောင့်ကြည့်မယ်လိလောက်အောင်မယ်လို့စဉ်းစားတယ်။ဟင်နင်အဖြစ်ပြပြီမဟုတ်လား။ပန်တာအထိတ်တလန့်ဖြစ်သွားပုံကကားစရိယာရင်တော်ရန်ခါသွား၏။ခဏချင်းမှာအင်ဒရီစေထိန်းလိုက်နိုင်တာကလည်းပန်တာရဲ့ကြွမ်းကျင်မှုဖြစ်မည်။အပေါ်ရန်အလှကိုမြင်နေတွေ့နေယူနေသူ့ရဲ့အတွင်းစိတ်ကိုမသိနိုင်ဘူးလေ။ ချစ်သူဘဝနဲ့မှလိလာလူကောင်းမှာပေါ့ဒါကြောင့်သူ့အချစ်ကိုငါလက်ခံခဲ့တာအင်းဟုတ်ဟုတ်ပါတယ်နင်ကံကောင်းပါစီလို့ငါဆုတောင်းပေးပါတယ်ပုံမမနင်ပြီးတဲ့စုကိုလက်ခံခြင်းမင်းမဲငါရဲ့ကံဆိုးခြင်းကံကောင်းခြင်းတွေက ဖန်တီးပြီးမှကမောင်ကူရန်ဖြစ်နေတယ်သူကကံဆိုးခြင်းတွေပြီးရင်ငါကံဆိုးမှာပဲပေါ့ဒါပေမဲ့မောင်ကူငါယုံကြည်တယ်ငါတယောက်တည်းဟုတ်ပဲချစ်လိုက်မှဆိုတာ မခံချင်စိနဲ့တုံ့ပြန်မိတာတော့မဟုတ် မောင်ကိုတကယ်ငြိမ်ကြီးနားလည်နေခဲ့လို့အာမခံရဲနေခြင်းဖြစ်သည်အသေးခွဲကဏ္ဍကိုမရောက်မချင်းပန္တာတရာတရားထက်တန်စွာကုညီနေတာကိုတော့အားလဲနာမိစိတ်ထဲမှာလည်းမလုံမလဲမတူမတန့်ခံစားရသည် မောင်အပါဝင်မောင်မိသားစုနဲ့တွေ့ရင်ရော ပန္တာဘလူမျက်နာပြောင်းအောင်မှလည်းမသိ ျက်နှာချင်းဆိုင်ပြီးမောင်မျက်နှာပူနေမှမျိုးလဲမလို့လားပန်ပန်တာဟိုရှိကစင်တာလေးရှိမှကားရက်ပေးပါဘာလို့မလို့လဲမောင်အိမ်မှာတခုခုလှုပ်စားဖို့ဝယ်သွားချင်လို့ပါဟင်နင်ကသူ့မိသားစုနဲ့တောင်ရင်းနှီးနေပြီလားသူ့မိတွေအချင်းပုတ်တဲ့မိမကြီးနဲ့လည်းအဆင်ပြေတယ်ဗောအရန်ဘောင်ကြော်လုံးမနေဘူးလား ီလိုပါပဲသူနဲ့ချစ်သူမဖြစ်ခင်ကတည်းကအဆင်ပြေပါတယ်သူ့ကိုလက်ခံပြီးသူ့မိသားစုနဲ့လည်းပတ်သက်ရမှာပဲပေါ့ပန်ဒါကဆိုင်ရှိမှာကားရက်ပေးပြီးငိမ့်သက်သွား၏ဘာရီဒီကစဉ်းစားနေလေသိချင်စိတ်လည်းမရှိပါကားအောက်ဆင်းရက်ပြီးမှနင်သွားချက်ကြီးရသွားလိုက်တော့ပန်ဒါမောင်းအိမ်နဲ့နီးလေးဆိုတော့ငါလမ်းလျှောက်သွားလိုက်တော့မယ်ဘေးစင်ပြန်လာမလဲငါလာကြူရအောင်မလားဟင်းအင်းမောင်းကိုပြန်လိုက်ပို့ခိုင်းမယ် ငါတို့အချိန်ကြာပိုးတွေ့ရတာပေါ့အရွယ်အဆောင်နဲ့ထင်ငော့နေတာလို့ထင်သွားလဲမတတ်နိုင်လူတိုင်းကိုအကောင်းမြင်သည့်စိတ်နဲ့တီးခန့်နားလဲပြေးနိုင်တော့လဲမာနမဲ့မိမတယောက်တော့မဟုတ်ပါသီးတွေကစူဝေတွက်ကြနေချိန်မို့တုံ့ပြန်ချင်းစိတ်အနေအကျဉ်းတော့ရှိနေသေးသည်တနေ့နေ့ပန်တာလက်တုပ်ပြန်မှာတိထားနေမှာတော့အပိုင်း၁၈ကိုဒီမှာပဲရန်နာခွင့်ပြပါရှင်။ အပန်းဆက်ရှိကိုဆက်လက်စောင့်မျှော်ပေးကြပါအောင်ရှင်။နားဆင်ပေးခဲ့ကြသူတူတူတယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။